အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပြီးမှာကတော့အင်္ဂါသတမီများအတွက်2025ခုနှစ်6လပိုင်းတလဆာအထူးဟောစရံပဲဖြစ်ပါတယ်အင်္ဂါသတမီတွေရဲ့ကံကြမ္မာအစိုးအကောင်ကိုဆရာကြီးမင်းသူရကိုယ်တိုင်အတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်အင်္ဂါသတမီများအနေနဲ့ဒီလမှာဆိုရင်အကောင့်နဲ့အစိုးတွန်တွဲနေပါလိမ့်မယ်။ဘဲလို့ကိုပဲလို့လို့ညံဝရိယကိုအားကိုးပါ။မင်းသားစုဖျားဘူးခီးထွေရခြင်းရှိမယ်။အလိုဒါနာကုသိုလ်ကောင်းမှုများလည်းအောင်မြင်ပါလိမ့်မယ်။ အလောက်ကိုင်းနေရာထိုင်ခင်အင်္ဂိစရိအပြောင်းလဲအပြောင်းရွှေ့ကျုံရတတ်ပါတယ်။စီဝိုင်းနဲ့အလောက်ကိုင်းပိုင်းမှာဆိုရင် အင်္ဂါတသမီးအနေနဲ့ဒီလာမှာဆိုရင်အစင်ပြေတဲ့လုပ်ငန်းတွေကတော့အုပ်ပုပ်လုပ်ငန်း၊အုံသီးနဲ့အုံပင်စီထွက်အုံ၊အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊စံရိတ်စံတာအလှပြင်လုပ်ငန်း၊ကုမ္ပဏီလုပ်ငန်း၊အစုရှယ်ယာလုပ်ငန်းများအကျိုးပေးပါလိမ့်မယ်။တန်သွေ့၊ဒီစီအယောင်သမားများအတွက်အထူးအခွင့်အလမ်းများရှိပါတယ်။ထိဖနက်အထယ်လိုက်ကိစ္စရိပြည်တနာပေါ်လာလိမ့်မယ်။အရှုံးပေါ်ပါလိမ့်မယ်။ တနင်္ဂနွေကြာတာရီတောက်ကြတဲ့သမီးများအကျိုးပေးပါလိမ့်မယ်။လုပ်ငန်းသစ်လုပ်ခြင်းအလုပ်သစ်လျှောက်ခြင်းနဲ့ရင်းနှီးမြှောက်နှံမှုစတင်ခြင်းတို့အကျိုးရှိပါလိမ့်မယ်။6လပိုင်း10ရက်မှ16ရက်အတွင်း24ရက်မှ30ရက်အတွင်းမိတ်ဆွေတင်ကဟဒူပွားစေတဲ့ရုပ်တွေပြီးဒီကာလမှာဆိုရင် အလုပ်ကိုင်နေရာဌာနတွေမမျော်လင့်ပဲပြောင်းရွှေ့ရတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်သူများလုပ်ငန်းတိုးချဲ့ရမယ်။စီဝါရဲ့လောက်ကရင် အထူးတိုးတက်နေပါလိမ့်မယ်အလုံးလုံးနေတဲ့သူများမိတ်ဆွေသည့်ဖောက်တဲ့အစ်စ်တွေတိုးပွားလာနိုင်ပွဲရှိပါလိမ့်မယ်ကိုကြီးမဲ့သူပံပိုးမဲ့သူတွေဝန်းရံနေတတ်ပါတယ်လူမျိုးကြားဒဇင်းတရံတွေနဲ့ထောက်ပံ့ခြင်းမျိုးကြုံရပါလိမ့်မယ်နိုင်ငံရခြားသူပညာသင်ခွင့်အခွင့်အရေးများဝင်လာပါလိမ့်မယ်၆လပိုင်း၃ရက်မှ၈ရက်အတွင်းတိတိမြေကန်တဲ့ရုပ်အညာရှိပြီးဒုက္ခဆင်းရဲများစွာ တွေ့ရသောရုပ်ဖြစ်၍အနိကက်လူယုံတို့ဒုက္ခပေးခြင်းခံရတတ်ပါတယ် အဲ့ဒီရက်တွေမှာဆိုရင်လုပ်ငန်းတက်လို့ချင်းရင်းနှီးမြှုပ်နှံမှုများစတင်ခြင်းရှောင်ခြင်းတင်ပါမထင်မှတ်ပဲသူတစ်ပါးရဲ့ဆွဆွဲပြောဆိုခြင်းကိုခံရတတ်ပါတယ်အစာကျုပ်စာတန်းလက်မှတ်ရေးထိုးခြင်းများရှောင်ခြင်းပေးပါဥပဒေနဲ့မကင်းသောအလုပ်လုံးမိပါက သူများထက်ပိုပြီးထိခိုက်မိတတ်ပါတယ်အရေးကြီးတဲ့စာရွက်စာတန်းလက်မှတ်ထိုးရမှာတတိနဲ့ဆောင်ရွက်ပါ ဂျိုဒင်သတိရှိကဘာမှစိုးရိမ်ရန်မရှိပါဘူး6လပိုင်း18ရက်မှ23ရက်အတွင်းဝန်ထမ်းလောကမင်းအစိုးရသတိပြုရပါလိမ့်မယ်ဝန်ထမ်းလောကိုင်သူများအနေနဲ့အထက်ဖားအောက်ဖိတွေကြောင့်အတော်လေးစိတ်သောကရောက်နေရတတ်ပါတယ်မိษွေဟန်ဆောင်သူများနဲ့ဆုံရမယ်အင်္ဂါတော်သမီးများအနေနဲ့ရှီကနန်းမွေးဖွားသူများရှိရ18ရက်26ရက်နေ့မွေးဖွားသူများဟာရှေကနန်းသမားများဖြစ်ပါတယ်။အဲ့ဒီကနန်းပိုင်ရှင်တွေကတော့အစိုးပဲရောက်နေလို့အထူးဂရုစိုက်ရပါလိမ့်မယ်။ ပညာရေးပိုင်းအနေနဲ့ကတော့ပညာရေးမှာဆိုရင် လုပ်ငန်းခွင်နဲ့ရောထွေးမှုများဝင်လာတတ်ပါတယ်။လေးလာခြင်းအထူးပြုလုပ်ရပြီးလေးလာခြင်းသတ်မှတ်ထားရပါမယ်။ဝရိယအားထုတ်ပြီးသင်ယူသင်ပါ။ပညာရေးလုပ်နေသူများစသည်ချလုပ်ပါထူးချွန်နိုင်ပါလိမ့်မယ်။အထက်လူကြီးပုဂ္ဂိုလ်တို့ကိုအမိပြုပြီးအောင်မြင်ပါလိမ့်မယ်။အခြေအနေတော်ရေးပိုင်းအနေနဲ့ကတော့အခြေအနေပတ်သက်ရင်ချစ်သူကဖောက်ပြန်တာချစ်သူကြောင့်စိတ်တော့ကမြင်ရတာတွေကြုံရပါလိမ့်မယ်။အိမ်တော်တွေများအနေနဲ့ကတော့ အိမ်တော်ကွဲလွယ်ခြင်းဇနီးမယားကျမ်းမာရေးညံခြင်းမကြခဏဆေးရုံစေခံရရတာချင်းများကြုံရပါလိမ့်မယ်ကျမ်းမာရေးပိုင်းအနေနဲ့ကတော့အင်္ဂါသောသမီးများအနေနဲ့အေးပြားရရခြင်းကြောက်ကဖြစ်ခြင်းနာနှောင်းမျက်စိယောဂများဖြစ်လာနိုင်ပါတယ်အထူးဟောကဲအနေနဲ့ကတော့အနောက်မြောက်အရက်ခရီးသွားခြင်းလုပ်ငန်းဖြန့်ချခြင်းငွေလုပ်ငန်းစာချုပ်စာတမ်းလက်မှတ်ရေးထိုးခြင်းရှောင်ခြင်းပေးပါ မိမိနေဖီယာကန်ကပန်းအိုးကြကွဲတာတွေအမျိုးမျိုးကြောင့်အဲ့ကွဲသွားတာမျိုးတွေဖြစ်ခဲ့ရင်သတိထားပါအင်္ဂါသောသမီးများခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်တောင်ရဲ့မျက်နှာမူကရေတခွက်စွန့်ပြီးမှသွားပါကံကောင်းစီတော့အယောင်နေနဲ့ကတော့ချက်သွေးရောင်ငွေရောင်ခရမ်းရောင်တို့ဖြစ်ပါတယ်အကျိုးပေးတော့အရက်နေနဲ့ကတော့အရှိတောင်အရက်ဖြစ်ပြီးအကျိုးမပေးတော့အရက်အနေနဲ့ကတော့အနောက်မြောက်အရက်ဖြစ်ပါတယ် အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့2ကဏ္ဍ3ကဏ္ဍ5ကဏ္ဍ3ညာကဏ္ဍတို့ဖြစ်ပါတယ်။အင်္ဂါသတ္တမီများကံကောင်းမှုတွေရောက်လာစေရန်အတွက်ရေဒီယံလေးနဲ့ကတော့နက်နဲ6နာရီ9မိနစ်အချိန်တွင်ဖျောင်းနိုင်3တိုင်းအမွေးတိုင်း7တိုင်းထွင်းညိပူဇော်ပေးပါ။အုံထမင်းစွန့်ကပ်ပြီးတော့လှူဒန်းပေးပါ။မိမိလိုရာစုကိုလည်းတောင်းပါ။ဘေးရန်တွေကင်းကာထားတော့ဗရီးရှိပတ်စိတ်ပါ။ဟုတ်ကဲ့ပါရှင်။အင်္ဂါသတ္တမီများအားလုံး ဘေးဥပ္ပအန္တရာယ်ကင်းဝေးပြီးမိမိတို့ရဲ့လူရင်းဆန္ဒတွေပြေဝကြပါစေရှင်။တဘာဝပြီးစစ်ဘေးအန္တရာယ်တို့မှလည်းကင်းဝေးကြပါစေရှင်။